နောက်နံပါတ်3ကဗာနာတိပါဒအပြည့်10ပါတဲ့ဗာ10ပါဗာနာတိပါဒနောက်နံပါတ်4ကဘဝသင်္ကန်းစာနှစ်ချက်တဲ့ပါတယ်လေဗာနာတိပါဒအလုံးပေါင်းရင်ဘယ်နှချက်အဲ့ဒီလေးချက်ကိုယနေ့ညကြွရောက်လာကြတဲ့အာလုံတော်သူတော်စင်ပြိတ္တအပေါင်းသူတော်ကောင်းတို့အား ဟောပြောပြတ်တာသင်ကြားပေးမှာဖြစ်ပါတယ်။ဘုဒ္ဓတော်ရှင်များတရားတော်များကိုနာကြားခွင့်ရတဲ့အခိုက်တန်ကိုနာလိုက်တဲ့တရားကိုသိအောင်တက်အောင်နားလည်အောင်နာရမယ်။ဘလို့နာရမလဲ။သိအောင်တက်အောင်နားလည်အောင်နာရမယ်။ဘုဒ္ဓတော်ရှင်များဘာသာရေးလှုပ်တာပဲဖြစ်ဖြစ်စီးပွားရေးလှုပ်တာပဲဖြစ်ဖြစ် ပညာရေးလုံတာပဲဖြစ်ဖြစ်တိတိကြကြတိအောင်လုံတတ်တဲ့အကျင့်ယူထားရမယ်။ဘာယူထားရမလဲ။တိတိကြကြတိအောင်လုံတတ်တဲ့အကျင့်ယူထားရမယ်။မတိကြမရရာတဲ့ဘဝတည်ဘာမှအာမခံချက်မရှိဘူး။ဟုတ်တယ်မလား။လုံသွားတဲ့လုပ်ငန်းတိတယ်လို့လို့မတိတယ်လို့လို့ဆိုရင်တိတာလည်းမဟုတ်ဘူး။မတိတာလည်းမဟုတ်ဘူး။မတိဘူးလားတော့မေးရင်လည်း ိတယ်သိသလားမေးရင်လည်းမသိဘူးဖြစ်နေတတ်တယ်ဘာသာရေးမှလည်းပဲအဲ့ဒီတိုင်းပဲတို့သူတော်စင်များကိုလုံးလိုက်တဲ့ဘာသာရေးတည်မှန်လားလားမှားတာလားဟုတ်တာလားမဟုတ်ဘူးလားဆိုတာဘုရားရဲ့ဓမ္မနဲ့တို့ကထက်ကြည့်ထားဖို့မလိုဘူးလားဘုရားဘုရားရဲ့ဓမ္မကိုကြည်ကြနာနာတရားတပွဲနာရင်မှတ်မှတ်သားသားနာထားလိုက်အဲ့ဒီတရားနောက်ဆုံးကြီးတစ်ပါးပြောလေဩော်ဒါတို့သိပြီသား ဒီအချက်ကိုတို့သိပြီးသားအဲ့လိုမျိုးဖြစ်နေမှာတို့သူတော်စင်တို့သည်တနှစ်နဲ့တနှစ်ဘာသာရေးဘုသူတ္တရမှာဘာရမှာလဲဒီဘာသာရေးဘုသူတ္တရမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုကနင်းနေပါပါလေသိရင်တော့တနှစ်လေနင်းနေပါပါနောက်နှစ်လေနင်းနေပါပါသေးသည်ထိနင်းနေပါပါ ဖြစ်နေတတ်တယ်ဟုတ်တယ်မလား အဲ့ဒါကြောင့်တရင်ရင်နဲ့ဒုတက်လာဖို့တော့လိုတာပေါ့နော်အဲ့ဒါကြောင့်ဒုတူတော်စင်များတရားနာရင်သိအောင်တက်အောင်နားလေအောင်နာရမယ်ဘလို့နာရမလဲဓမ္မဆိုတာတခြားမဟုတ်ဘူးလူတွေရဲ့ရုပ်တရားနဲ့နာမ်တရားအကြောင်းပြောထားတာဗာနဲ့ပါလူတွေရဲ့ရုပ်တရားနဲ့နာမ်တရားအကြောင်းပြောပြတယ်အဲ့ဒီတည်းမှာ ရုပ်နဲ့စာရင်နံတရားကပူပြီးတော့နဲ့နေတယ်ဘယ်ကပူနဲ့နေတာအေးနံတရားဖြစ်တဲ့သဘောတရားတွေကြတော့တို့သူတော်စင်များနဲ့နေတော်တယ်စိတ်တစ်ခုဖြစ်လာကုန်အဲ့ဒီစိတ်လေးရဲ့လှုပ်ရှားကုန်အဲ့ဒီစိတ်ရဲ့လှုပ်တဲ့လုပ်ငန်းစဉ်ပေါ့အဲ့ဒီလုပ်ငန်းစဉ်တွေဒါတွေကိုတင်ပြထားတာကြတော့ဘယ်မှာဘီးဓမ္မဘယ်မှာတင်ပြတယ်လို့ပြောရင်ဖျားဟောတဲ့ အဘိဓမ္မာ ကျမ်းစာတွေမှာတင်ပြတာဒီမှာလဲအဲဘိဓမ္မာကျမ်းစာတွေမှာတင်ပြထားတယ်အဲ့ဒီတင်ပြထားချက်လေးတွေကိုတို့ကတပွဲမှာနင်းနေတပွဲမှာနင်းနေဒါနာကြားထားလို့မရဘူးလားသူကဥစ္စလို့မန္တလေးမြို့ပေါ်မှာရှိတဲ့ပွဲမှန်သမျှကိုဒီကောင်းကြီးတွေနဲ့ကြည့်ရအကုန်ဟောလာခဲ့တာဟုတ်လားနော်ဓမ္မအမြင်နဲ့လောကကိုမြင်တတ်ဖို့ပြောကြည့်ပါဓမ္မအမြင်နဲ့လောက ြင်တာပါဗျာအဲ့ဒီဓမ္မမြင်တဲ့လောကကိုမြင်ထားရင်ကိုယ့်ဘဝကိုလည်းနားလေတယ်သူတစ်ပါးဘဝလည်းမပြောရနားလေတယ်သူတွားပြီးတော့သူကပြောနေဖို့မလိုဘူးသူတွားပြီးတော့ဘလို့ပါပါပါပြောဖို့မလိုဘဲနဲ့ကိုသူဒီဘလို့လူမျိုးကိုယ့်ဒီဘလို့လူမျိုးဆိုတာဓမ္မနဲ့တိုက်ဆိုင်ကြည့်လိုက်ရင်အဖြေမထွက်ဘူးလားအေးဓမ္မနဲ့တိုက်ဆိုင်ကြည့်လိုက်ရင်အဖြေထွက်တယ် ခုဒီနေရာလေးမှာကြည့်ကြည့်ရို့သူတော်စင်တို့ဟာဇလံအချင်းချုပ်လေးနည်းနည်းတခုတင်ပြဗုဒ္ဓလက်ထက်ကတရားတွေဟောတဲ့နားမှာဇလံတွေပါတာမရှိဘူးလားရှိပါရဲ့ဗျာအဲဇလံတွေပြီးဘုသူတော်စင်တို့အတွက်ဦးစင်တို့အတွက်ကံကောင်းတာအဲ့ဒီဓမ္မတွေရတာရှိကဖြစ်ခဲ့တဲ့အရာများကိုတို့ကနေပြီးတော့မလုပ်ရမလဲလို့ပြောရင်ရှိကဟောခဲ့တဲ့အရာများ ကိုယ်ကသိထားပြီးတော့အဲ့ဒီအသိအတိုင်းဒါဆိုရင်လိုက်နာကျင့်သုံးသင့်တယ်ဒါဆိုရင်ရှောင်သင့်တယ်ဒီဇလံမျိုးထဲမှာကိုယ်ဆိုရင်ဘယ်လိုလုပ်မလဲသူတော့ဘယ်လိုလုပ်သွားတယ်သိဖို့မလိုလားအဲ့ဒါမျိုးသိတော့မှတကယ်တရားနာသူဖြစ်မှာပေါ့တရားလေးလိုက်ပြီးတော့နာတယ်ပြီးသွားရင်သတိချလိုက်တယ်သာရုခေါ်ပြန်တယ်ဘာမှမဟုတ်သေးဘူးဟုတ်တယ်မလားခေါ်လို့လိုက်ရတာကလွယ်တယ်ဟုတ်လားနော်ခေါ်လို့လိုက်တယ်ဆိုတာက တို့တော်ရှင်တို့ကိုလှမ်းပြီးတော့မေးတယ်ဟုတ်ရဲ့လားဟုတ်ပါတယ်ခရားမှန်ရဲ့လားမှန်ပါတယ်ခရား very easy to answer ပဲဖြေဖို့အလွယ်လေးဟုတ်တယ်မို့လားအဲဘလို့ဟာခက်တယ်လဲပြောရင်ဘယ်နှပါလဲမေးလိုက်ရင်တိတိကျကျနာမထားတဲ့လူကအိုးအင်းအိုးအင်းနဲ့ဖြစ်သွားတော့တာဟုတ်တယ်မို့လားအဲဒါကြောင့်တရားနာတဲ့နေရာမှာလဲကြက်ကြက်နန်းနာနာထားဟုတ်တယ်မို့လားတို့ကဘာလို့လဲဆိုရင်လူဘဝရာတုံးလေးပဲလှုပ်လို့ရတယ် ဒါတော့မှဘဝလေးမှာအဆင်တပြေရှိလို့တို့သူတော်စင်များခုဒီမှာတရားနာနိုင်လေဆိုတာနေနိုင်ထိုင်နိုင်လေးရတယ်တော်တဲ့ရှိလို့ဇီဘဝကြီးလေးကလည်းတော်တဲ့ဆင်ပြေလို့စားစရာလေးကလည်းအဆင်ပြေလို့ဘာမှမပြေဘူးဆိုရင်ဒီလုပ်တွေမလုပ်နိုင်တော့ဘူးဟုတ်တယ်မလားနတ်ပြန်ငါတို့ဘယ်သွားရမလဲငါတို့ဘိုက်ဝမ်းဝအောင်ဘယ်လိုလုပ်ရမလဲဒီနေ့ချက်စရာတော့ရှိတယ်နတ်ပြန်ဘယ်လိုရှာရမလဲအဲ့ဒီအဆင်ထဲမှာအဲ့ဒီအနေထားထဲမှာရောက်သွားရင် ဘာသာရေးလေးလှုပ်ချင်အောင်တော့ဘုလို့လွယ်သေးလားမလွယ်ပါဘူးခင်ဗျအဲဒါကြောင့်မို့လှုပ်ခွင့်ရတော့လေးမှာကြကြနာနာလေးဒုသူတော်စင်တို့ဘာသာရေးလေးတွေလှုပ်ကြည့်ပေါ့ခုဒီထဲမှာမှတ်သားစရာကောင်းတာကစုံနာရဲ့ဇီဝရှာနီးပေါ့ဘုရုရဲ့ဇီဝရှာနီးလေအဲဒီစုံနာရဲ့ဇီဝရှာနီးတွားပြီးတော့ကြည်ဒုသူတော်စင်များအပြစ်ရှိတဲ့ဇီဝရေးရှာနီးနဲ့အပြစ်မရှိတဲ့ဇီဝရှာနီးလို့လောကမှာ နှစ်မျိုးရှိတယ်အပြစ်ရှိတဲ့ဇီဝရည်တွေကိုတို့သူတော်စင်တို့မရှာပြစ်